ခုတက်ဆက်ပေးမယ့်သတင်းကတော့ဘူရာယုံတွင်မျိုးသမီးတို့ကဓာပြလိုက်တို့ရဲ့ဆောက်ကနဦးတန်းရရှိရတဲ့သတင်းဖြစ်ပါတယ်။ဘူရာယုံတခုမှာမျိုးသမီးတို့ကယထားဆောင်နေသူတွေကိုဓာနဲ့လိုက်ထိုးခဲ့တာကြောင့်ဓာတို့ခံရသူဆောက်ကနဦးတန်းရရှိခဲ့တဲ့ဖြစ်စဉ်တည်းရဲ့ဇာမီနိုင်ငံဟန်ဘက်မြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ။ပြီးခဲ့တဲ့တောက်ကြာနေ့ဒီသဆန်တော်ကျညနေ6နာရီကျော်မှာဟမ်ဘက်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြည်မှုဂျွန်းတို့ခဲ့တဲ့မျိုးသမီးကိုရတက်ဘွဲကပြည်မှုဂျွန်းတို့ရာမှာအသုံးပြုခဲ့တဲ့ဓာတ်နဲ့အတူဖမ်းမိခဲ့ပါတယ်။တရားရရှိသူ18ဦးထဲမှာ၄ဦးဟာအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေမှာရှိရလို့လည်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါဗျ။ပြစ်မှုကျွန်းတို့သူအမျိုးသမီးဟာအသက်39နှစ်အရွယ်ရှိပြီးတိုက်ခိုက်ရတဲ့အကြောင်းရင်းကိုစစ်ဆေးဖော်ထုတ်နေဆဲဖြစ်တယ်လို့သိရပါဗျ။ ဟမ်ဘက်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခဲ့ရှိသူကပြမှုကျူးလွန်သူကိုကနအုပ်ဖြစ်စေခဲ့ရမှာစိတ်အခြေအနေမူမှန်မဟုတ်ဘူးလို့တမန်ရမယ့်အခြေအနေတွေတွေ့ရှိခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ဒီသတင်းကိုတော့ရင်ကျဲအောင်ကပေးပို့လာတာပါ။